င်္ဂလာပါအာအမရေကျမကအာဂျမန်ဘာသာစကားတက်တည်ဆလို့ရှင်ဂျမန်နိုင်ငံလာလို့ရလားဆိုတာမေးထားရင်မေးခွန်းလေးကိုအတူချုံ ဖြေပေးချင်ပါတယ်ဂျမန်စကားတက်တာနဲ့ဂျမန်နိုင်ငံကိုလာလို့ရလားဆိုတော့အဖြေကတော့ no ဖြစ်ပါတယ်ဘာသာစကားတစ်ခုထည့်တက်ယူနေတော့ဘလို့မှလာလို့မရပါဘူးပေါ့နော်ဒါပေမဲ့ဘာသာစကားကအရေးကြီးဆုံးဖြစ်ပါတယ်ဒုတိယအရေးကြီးကကျွန်တော်အရေးချင်းပေါ့နော်တကယ်လို့အရောမှာ job ပေါ့နော်အဲ့ဒီပုံမှာ motive ပြီးတော့ကျွန်တော်လာလို့ရချင်းမရချင်းကိုဆုံးဖြတ်လို့ရတယ်ပေါ့နော်ဒါ language တစ်ခုထဲပြလာပြီးတော့အဲအလုပ် experience မရှိဘဲနဲ့ဘာမှ learning job လုပ်ထားတာလည်းမရှိဘဲနဲ့တော့အဲအလုပ်ဒီတိုင်းရှောက်လို့မရပါဘူးပေါ့နော်သူတို့အလုပ်ရှင်တွေကလည်းအလုပ်အသီးချုပ် share လို့ကြိုက်တာဖြစ်ပါတယ်။နောက် make one တစ်ခုကကြတော့ဆယ်တန်းမအောင်ထားဘူးအမရေဒါပေမဲ့ German balance ကလေးလာမယ်လာလို့ရလားပေါ့ ော်ဆရာအောင်တာမအောင်တာတွေကတော့အလုတ်ထဲမှာတိတ်အေးမကြည့်ဘူးဒါပေမဲ့ safety gate တစ်ခုခုရှိတယ်ဆိုလို့ရှင်ပို့ပြီးတော့ပုံမသေးချရတယ်ဗောနော်အလုတ်ရှောက်ရတာဒါဆိုလို့ရှင်ကျမတို့အလုတ်ရှောက်ဖို့ကြတော့အရေးအချင်းနဲ့ဘာသာစကားအဓိကလိုအပ်မယ်လို့ဒီညမှာပြောချင်ပါတယ်